။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025နိုဝင်ဘာလ10ရက်နေ့14ရက်နေ့တော်တွင်မှာဘဝရည်မှန်းချက်တွေအောင်မြင်မယ်။လုပ်ငန်းသစ်ကြံစည်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးချိုးပေးမယ်။တခါမှမလုပ်ဘူးသေးတဲ့လုပ်တွေကိုလုပ်ရမယ်။တခါမှမသုံးဆွဲဘူးတဲ့အကြံဉာဏ်တွေနဲ့လုပ်ငန်းလမ်းကြောင်းတွေကိုထိုးပေါက်လုပ်ကင်ပြီးတော့တိုးတက်မယ်။ပြည့်ရွယ်သူတွေစမ်းပွင့်မယ်။ နေအိန္ဒိယဆက်ဆက်တဲ့ဝင်းကျင်တွင်မှာကောင်းသောပြောင်းလဲတွေရှိမယ်။ပေါ်ပေါက်လာတဲ့စေကူးတွေကိုလက်တွေ့ကောင်းထည့်ဖော်ပါဘဝတိုးတက်မှုတွေရှိနေတယ်။ပြောင်းလဲခြင်းလမ်းသစ်ထွင်ခြင်းပြုရန်ဝင်မလဲတဲ့မှာဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။ရှင်းရနေမှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။ကိုယ့်ရနေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအဆင်ပြေခြင်းကြုံမယ်။ဆယ်ရနေရငွေချေးကံကောင်းမဲ့လက်ဖွင့်မယ်။ပြိုရသူတွေမှာစမ်းဖွင့်မယ်။ဆက်တရနေတွေမှာရှင်ပြေမှုအောင်မြင်ခြင်းနဲ့ခက်ခဲခြင်းပြေလျောင်ဆောင်ရွက်နိုင်ခြင်းရှိမယ်။ဆယ်နေရနေမှာ အစာပိုင်းကနူးပိုင်းမှာခက်ခဲပြီးမှဆင်ပြေမယ်ရခင်ပြဿနာရှိတဲ့တို့တွေကိုလည်းဖြေရှင်းနိုင်လိမ့်မယ်ဆက်သောရက်နေ့ကတော့စိတ်ချမ်းမြေ့ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်14ရက်နေ့မှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်နိုင်တယ်ရက်ဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းကကြမာတွေကိုရရှိကြိုးပမ်းမဲ့နေထားကောင်းတဲ့ကကြမာတွေပေါ်ထွန်းတဲ့သဘာဝတွေကို တွေ့ရပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ် တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။တစ်လေးကိုကနန်းနေအကျိုးပေးပါလေ။အဝါရောက်နေမောင်ရောက်နုနေအောင်တို့ကိုဝစ်စားစီရင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ။အဝါရောက်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းရင်လည်းဆူတောင်းပြေပါမယ်။ကျေးဇူးတင်ပါတယ်။